မင်္ဂလာညချမ်းပါရှင်နေပြီးတော့မိုးလေဝသနဲ့ဇလာပြီးတာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်အောက်တိုဘာလ23ရက်နေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးရူမှာဖဲ့ရရှိတဲ့ပုံအရာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှိအလဲပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်တွေ့နေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်သေးတယ်မှာတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေ့လျားနေရာတချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှဲငယ်မှာတိမ်အင်းတင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြမပင်လေပြင်းမှာလိုင်းနှဲငယ်မှာလိုင်းတင်တင်ရှိပါမယ်။လိုင်းမြင်မှာမြမကရေရန်တချောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာ လေးပေမှာရှောက်ပေးခဲ့ရှိနိုင်ပါတယ်။မနေ့ပြန်မတဲ့ချိန်အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်းနယ်၊ကယားပြည်နယ်တို့မှာတိမ်တင်းတင်းဖြစ်ထွန်းပါမယ်။ရှမ်းပြည်နယ်၊အေရဝတီတန်ဒေတာကြီး၊ရန်ကုန်တန်ဒေတာကြီးနဲ့တနင်္သာရီတန်ဒေတာကြီးတို့မှာနေရာကျကျနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းစကိုင်းတန်ဒေတာကြီး၊ရခိုင်ပြည်နယ်၊မကွေးတန်ဒေတာကြီး၊မန္တလေးတန်ဒေတာကြီးနေပြည်တော် ်ဘကူတန်ဒေတာကြီးခရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမူထီချုံရွာပါမယ်။နေပြော်နယ်အနီတဝိုင်းမင်းက်ပြန်အတွက်မူလီဝတအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမူထီချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ22ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်မင်းက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်း နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်မနေ့ပြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ် အမြင့်ဆုံးဘူးချိန်မှာ36 degree celsius 69 degree fahrenheit နဲ့အနိမ့်ဆုံးဘူးချိန်မှာ24 degree celsius 85 degree fahrenheit ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ရှင်းပြနေတဲ့တနင်္သာရဒေသကြီးတို့မှာနေရာကျဲကျဲမူးထစ်ချုံရွာနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေဒီကနေ့မြန်မာစံတော်ချိန်15:30နာရီအချိန်တိုင်းထွာချက်များအရာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းနဲ့ ရင်းနဲ့ဆက်ဆက်လျက်ရှိတယ်။ဘင်္ဂလားပြည်လဲရောအရှိအလဲပိုင်းတို့မှာ24ရက်10လ2025ရက်နေ့တိုင်းလေဗီယာနဲ့ရန်ဝန်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလီဝတ္တသတင်းများပဲဖြစ်ပါတယ်။ဦးစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။